အင်းလေးငါဒုက္ခဆိုတာကြားဘူးကြရဲ့လားကမာရွတ်ပြိသက်အတွက်အင်းလေးစာတွေအဓိကရောင်းတဲ့အမတ်တရရှမ်းစားတော့ဆိုင်မှာငါဒုက္ခကိုဘလို့ပြင်ဆင်ပြီးချက်ပြုတ်ရပုံအစဉ်စဉ်ကိုတင်ဆက်ပေးပါမယ်ငါဒုက္ခပြုတ်ဖို့ပြင်ဆင်ရမှာတော့ဇလာဗီယာလို့ခေါ်တဲ့တလာဗီယာငါကို စားနဲ့စနွင်နေထားရပါမယ်ချက်သွွန်မိတ်ဂျင်းချက်သွွန်ဘျူခရမ်းကျင်သည်စားနဲ့ငါကိုချီမဲ့နှီးတွေကိုအသင့်လုပ်ထားရပါမယ်ငါဥကလည်းမပါမဖြစ်ပါ ၅ဥရဲကိုစက်သွန်ပြူစက်သွန်မဲစားနဲ့ခြင်းကိုထည့်ပြီးနေရပါမယ်။နှံ့အောင်နေပြီးတဲ့အခါမှာ၅ဘိုက်သေးကိုထည့်ပြီး၅ကိုနှီးနဲ့တေးသေးချာချာချီနှောင်ရပါမယ်။ချီတုပ်ထားပြီး၅ကိုစီဘူးထဲထည့်ပြီးကြော်ပါ။၅ဥရဲမှာထည့်နေတဲ့ပါဝင်ပစ္စည်းတွေထဲမှာခရမ်းတင်သူကိုထပ်ထည့်ပြီးကြော်ရပါမယ်။ကြော်ပြီးတဲ့၅ကြော်ပေါ်ကိုတင်လိုက်ပါ။ရှာမှာဆွဲကြံသွားစီမဲ့အင်းလေး၅ဒုက္ခရပါပြီ။စိုင်းတက်တန်း၁၆နှစ်လောက်ရှိပြီးအင်းလေး၅ဒုက္ခကိုကိုယ်တိုင်ချက်ပြုတ်သူတွေက အင်းလေးညောင်ရွှေသားတွေဖြစ်ပါတယ်။ပါဝင်ပစ္စည်းနဲ့ကုန်ကျန်းတွေကိုလည်းအင်းလေးကမှာယူထားတာလို့ဆိုင်ရှင်မခင်မှုမြင့်ကဆိုပါတယ်။အဲ့လိုမျိုးစစ်စစ်ရောင်းလို့ပြင်းပြဖြစ်တဲ့ရွေးဆန်။ဟာပြီးတော့ရွေးဒီရောင်းတဲ့ပုံစံလေးဟာပြီးတော့အဲ့ဒီဆန်လုံးမုံနေရစားတော့နောက်အဲ့ဒီမရှိစေခါရဲ့ချက်ပြီးတော့ခါတီးရဆိုတော့ လိုအကုန်လုံးမှာလာတယ်နောက်ပြီးတော့အင်းအင်းအင်းကရပါတော့ညောင်ရှိကအင်းကစပူးတွေအားစာမတော့ခေါ်ချင်လမ်းမတော်ဘ ഹു လမ်းမော်ကဘ ഹു မျိုးသမီးစေယုံအနီးမှာဖွင့်ထားတဲ့အမတ်တရဆိုင်မှာရနိုင်တဲ့အင်းလေးစာတွေကတော့ငါထမင်းနဲ့ပဲဖို့ထမင်းတို့ဝတ်သားဟင်းတို့ငါဖတ်ထုတ်ပေါင်းမပြောဘူးဟင်းထုတ်ငရှင်စေကညောင်ရွှေဘိမှုကျော်နဲ့ဝတ်သားခင်ပေါင်းကျော်တို့ဖြစ်ပါတယ်။ကောင်းပါအင်းလေးတိုင်းကောင်းတယ် ဆိုင်းရဲ့ဆွဲဆောင်မှုတွေအားလည်းကောင်းတယ်။စားတော့လည်းပဲအရာအင်းဒီတိုင်း